နိုင်ငံသားသားမြေပေါဖုန်းနံပါတ်တွေကိုထိုင်းမှာစုံစမ်းစစ်ဆေးမယ်ဆိုပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသားတွေပိုင်ဆိုင်တဲ့မိုဘိုင်းဖုန်းနံပါတ်9သိန်းကိုစစ်ဆေးမှုတွေဆောင်ရွက်နေပြီး2022ဇန်နဝါရီတရနေ့မှာအစတင်မှတ်ပုံနေတဲ့နံပါတ်တွေသာအကျိုးဝင်မှာဖြစ်ပါတယ်။ဗန်နေကအသုံးပြုသူတွေထံတည်ပြဖို့အတွက်ဆက်သွယ်မှာဖြစ်ပါတယ်။နိုင်ငံသားတွေကန်ဆောင်တဲ့မိုဘိုင်းဖုန်းနံပါတ်9သိန်းရဲ့အမည်ပေါ်ကိုအာဏာပိုင်တွေကစစ်ဆေးမှာဖြစ်ပြီးဇွန်လမှာအဲ့ဒီဖုန်းတွေအတွက် မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုကိုရပ်ဆိုင်းမယ်မရပ်ဆိုင်းဘူးဆိုတာဆုံးဖြတ်မယ်လို့ထိုင်းဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးအဝန်ကြီးဌာနရသိရပါတယ်အဲ့ဒီစုံစမ်းစစ်ဆေးမဲ့ဖုန်းနံပါတ်တွေဟာ2022ဇန်နဝါရီ1ရက်နေ့မှစတင်သတ်မှတ်တယ်အပုံတင်တဲ့ဖုန်းနံပါတ်တွေဖြစ်တယ်လို့လက်ရှိထိုင်းဒီဂျစ်တယ်စီးပွားရေးနဲ့လူမှုရေးဝန်ကြီးကပြောပါတယ် နိုင်ငံသားတွေအနေနဲ့မပုံနေတဲ့ဖုံး9သိန်းခန့်နဲ့အတူအမည်ပေါင်းမရှိမပုံမတင်ထားတဲ့ဖုံး1.8တန်းစစ်ဆေးသွားမယ်ဆိုပါတယ်။ဒီပညာပိုင်းဆိုင်ရာရာဇဝတ်မှုတွေကိုဟန်တောင်းနိုင်ဖို့မိုဘိုင်းဘက်လုံငန်းဝန်ဆောင်မှုအသုံးပြုသူတွေရဲ့နာမည်နဲ့သူတို့ချိန်ထားတဲ့ဖုန်းနံပါတ်တွေရဲ့မှတ်ပုံတွေအမည်ပေါက်တွေဟာတူညီဖို့အစိုးရအနေနဲ့လိုအပ်တယ်လို့ဆိုပါတယ်။မဟုတ်ရင်မိုဘိုင်းဘက်လုံငန်းဝန်ဆောင်မှုကိုရပ်ဆိုင်းရမယ်လို့ပြောပါတယ်။ ဒီစီဇန်ကိုဖေဖော်ဝါရီတနေ့မှာစတဲ့အကောင်ထယ်ဖော်ခဲ့တာဖြစ်ပြီးမိုဘိုင်းပန်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေအနေနဲ့2025 AB 30ရဲ့မကျော်မီအမည်ပေါက်ကန့်ညီမှုရှိရမယ့်စီးရင်ကိုလိုက်နာကြရမှာဖြစ်ပါတယ်။မလိုက်နာရင်မှမမကန်မှတ်ပုံတင်ထားတဲ့ဖုန်းတွေအတွက်မိုဘိုင်းပန်လုပ်ငန်းဝန်ဆောင်မှုကိုဇွန်လမှာရပ်ဆိုင်းမှာဖြစ်ပါတယ်။သက်ဆိုင်ရာပိုင်းအနေနဲ့မိုဘိုင်းပန်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုသူတွေထံအကြောင်းကြားရမှာဖြစ်ပြီး ၎င်းတို့ရဲ့မှတ်ပုံတွေအချက်လက်တွေ AB 30မကျော်လွန်ခင်ပြင်ဆင်ဖို့တိုက်တွန်းရမှာဖြစ်ပါတယ်။ဗန်နီထမဒီလိုတိုက်တွန်းမှုမရှိသူတွေအနေနဲ့မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုပြဿနာတစ်စုံတစ်ရာမရှိဘဲဆက်လက်အသုံးပြုနိုင်မယ်လို့သိရပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံမှာအဲ့ဒီ မှတ်ပုံမင်းထားတဲ့ဖုန်းနံပါတ်2တွေများစွာအသုံးပြုပြီးလိမ်လည်မှုတွေဖြစ်နေပါတယ်။ဒါအပြင်တရားမဝင်ရောက်လာသူတွေကလည်းမှတ်ပုံမင်းထားတဲ့ဖုန်းနံပါတ်တွေကိုပဲကင်တွေ့အသုံးပြုပြီးတော့တခြားနီးလန်းတွေနဲ့ဗန်လုံငန်းဝန်ဆောင်မှုတွေကိုရနိုင်အောင်အသုံးပြုနေကြတယ်လို့ဆိုပါတယ်။ဒါကြောင့်တိတိကျကျသေချာဖြစ်အောင်အကုန်လုံးကိုစစ်ဆေးရေးယူသွားမယ်လို့ဆိုပါတယ်။